လူတရားကိုလေအတင်းအနှမဘာသာတခုကုပြောင်းဖို့ကပြောလို့မရအောင်။ဒါသူ့လို့ရဲ့ညံနဲ့ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်သွားပြီလေ။ဘာသာရေးကိစ္စကြတော့လေ။အဲ့တော့ကိုကအတတ်နိုင်ဆုံးတော့လမ်းကြောင်းပေးရတာပေါ့နော်။အတင်းအနှမငါဘာသာဝင်ပါလို့ပြောလို့မရအောင်။လွတ်လပ်စွာကိုယ်ကွယ်ခွင့်ရှိတယ်။ဒါပေမဲ့ဆွေးနွေးလို့ရတယ်ပြောပြလို့ရတယ်။ခရိယာဆိုရင်လည်းသူတို့ခရိယာဘာသာကောင်းတယ်ကိုပြောမှာပဲ။ဟိုဗုဒ္ဓဘာသာကလည်းကိုဗုဒ္ဓဘာသာကောင်းကြောင်းသူပြောမှာပဲ။အဲ့တော့ပြောတဲ့ပုံမူတည်ပြီးတော့သူတို့စဉ်းစားလက်ခံကြမှာပဲလေ။အဲ့တော့တာသမီမွေးလာလို့ရှိရင်လည်းပြောကြမှာပဲ။ အမေကလည်းပြောမှာပဲဟိုအဖေကလည်းပြောမှာပဲအဲ့တော့သာသမီကညာရှိတဲ့ဘက်ကိုဆိုရင် तू ကြိုက်တဲ့ဘက်ကို तू ပါပါမှာပဲဒါကတော့လေနောက်တိုင်းစကံပုံတစ်ခုရှိတယ်လေဟိုမြင်းတကောင်ကိုရေစိတ်ကိုဆွဲခေါ်လာလို့ရတယ်တော့ရေတောင်းလို့လို့မရအောင်နော် तू တောက်ချင်မှတောက်မှာ तू ဘာကြချင်းတင်းဖြတ်တိုက်လဲ तू မျိုးချင်မှမျိုးချမှာလူတယောက်ကိုဘာသာတရားတစ်ခုပြောင်းလာအောင်လုပ်တယ်ဆိုတော့ तू ခံချင်တဲ့ပဲဆိုင်တယ်အပြင်းမန်းရှိခိုးယုံနဲ့ဆွန့်လို့ယုံနဲ့ဘောနာဘာသာလို့ပြောလို့မရအောင်နော်အဲ့လိုမျိုးဆို ဖြူစင်သောအရာကို ခွေးတို့အားမပီးကြနှင့်ပလဲယန္တနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြုံနေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကို ခွေးတို့အားမပီးကြနှင့်ပလဲယန္တနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြုံနေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည် ဖြူစင်သောအရာကို ခွေးတို့အားမပီးကြနှင့်ပလဲယန္တနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကိုခွေးတို့အားမပီးကြနှင့်ပလဲယန္တနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက် ဖန်ဆင်းခြင်းကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကူရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းတရားရှိမယ်ဆိုရင်သရဝါတွေကောင်းစားဖို့ပဲဖန်ဆင်းပြရမယ် နော်တရဝါးတွေကောင်းစားဖို့ပဲဖြန့်စင်းပေးရတရဝါးတွေကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖြန့်စင်းထားတဲ့တရဝါးတွေပျော်ရွှင်ချမ်းမြေ့အောင်တညီတည်းဖြန့်စင်းပေးဖို့ဆိုပါတော့ဖြန့်စင်းတာမဟုတ်တော့မှပဲကိုယ့်အိမ်မှာဖြစ်လာတဲ့ကိုယ့်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေ အလုံးတရားတရားပြုစုပြီးကိုသားကိုသမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်။အဲ့ဒါလိုပဲတကိုးရှင်ကဖန်ဆင်းလိုက်တဲ့သာသမီးတွေလို့သူပြောအောင်။အဲ့ဒီသာသမီးတွေထဲမှာလိမ္မာတဲ့သာသမီးတွေရှိမှပဲမိုက်တဲ့သာသမီးတွေရှိမှ။ဘယ်သာသမီးပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင် သူဖန်ဆင်းမှတော့ဒီ မကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်ရတဲ့အတိုင်းလူချင်းတူပါလေရတဲ့အတိုင်းတချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ် အာဖရိကတိုက်သားတွေကျတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနိစကြီးတွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကျတော့ချောချောလုံးလုံးမောက်လှလပပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်တယ်အဲဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မချင်နော်တွေးကြည့်တာပါတွေးကြည့်တာဂျင်နာမှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေက ကျေနပ်မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျေနပ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင် မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်နေပေါ့အေးဖြစ်လာနိုင်သေးတဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ် အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်အပဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကိုကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူကိုစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်ဒေါသကြီးတဲ့လူကိုဒေါသမကြီးအောင်ဖန်ဆင်းပေးလိုက်အဲ့လိုလဲလုံနိုင်စွာရှေ့သားနဲ့ဘာလို့လုပ်မပေးလဲမေးစရာရှိလာတယ်ပေါ့နော် ဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လို့ဆိုလို့ရှိရင်ພັນစင်းရှင်ကພັນစင်းတယ်လို့ພັນစင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့ကိစ္စမလှုပ်တဲ့ကိစ္စရွေးချယ်ဖို့ရအထိတ်ပဲမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုရင်ဘုရားသခင်လိုတော်ကြပဲဖြစ်ရမှာပဲ။ ကိုကကိုရွေးချယ်သွားเสียမလို့ဘာပဲဖြစ်ဖြစ်သူ့လိုတော်ချအတိုင်းပဲသူဖန်ဆင်းတာကိုကရဏီယာကရဏီယာဆိုရယ်လှုပ်တဲ့ကိစ္စနဲ့မလှုပ်တဲ့ကိစ္စဆိုရာဟာလူတွေကကိုယ့်ဟာကိုယ်ရွေးချယ်နေကြရင်အထိပယ်မရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထုံးမှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေ သူစီမံတာခံရမှာပဲဖြစ်တယ်။အဲဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်။စဉ်းစားလိုက်ပဲဆိုလို့ရှင် လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်။တရဝရီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ် မကောင်းတဲ့ဒူးဆိုင်တွေနဲ့တက်မွေးတဲ့ပုံကိုယ်တွေရှိတယ်ရွှေငွေရောင်းချပြီးတက်မွေးတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကိုးရမြဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလေဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်ထဲကြာတော့လေဘုရားသခင်ဖန်ဆင်းလို့ ထောင်ချတယ်တရားသူကြီးကခြားတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဖရာသခင်ကထောင်ချတယ်ဆိုရပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားเสียတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဖရာသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဖရာသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ် ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါးတွေတုံးနေရတယ်ဆိုအတိပဲမျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါဟာမှန်ကန်မှုမရှိဘူးတကယ်ကတော့ လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လှုပ်ခဲ့တဲ့အတိုင် လူတွေဟာကိုယ်လှုပ်တာကိုရကြတာလားဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအသက်မွေးဝါကြောင့်မုံဖို့ပြီးအသက်မွေးမယ်ရွှေရောင်ချပြီးအသက်မွေးမယ်စတိုးဆိုင်ဖွင့်ပြီးအသက်မွေးမယ်တကုတ်ကိုလှုပ်နေကိုလှုပ်နေကြတာပဲလေကိုဝါသနာပါရလှုပ်ကြတာ ပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေ။ဖန်ဆင်းထိုင်ရင်ပြောင်းလို့မရတော့ဘူး။ဖန်ဆင်းခဲ့တဲ့ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရ။ခုကပြောင်းရကိုဒီလုတ်မကြိုက်ဘူးဆိုနောက်တလုတ်ပြောင်းရ။တချို့ဆိုဆရာဝန်တင်းတန်းတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လုံးမစားခြင်းတို့တခါဈေးရောက်စားတာတွေလည်းပြည့်။အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော်။ မင်းဆရာဝန်ဆေးကြောင်းတော်တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလူတွေစဉ်းစားစရာတွေဖြစ်ကုန်တော့နော်တကယ်တော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတကတာတမဒိဋ္ဌိလူဘဝရလာတယ်ဆိုတာတဲ့ကိုယ်လုံးတာအောင်မှုဆိုလို့ရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျေနပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရတယ်။ လူတွေကမသိခင်လည်းပဲဒီလိုပဲယူရကြတာပဲလေယူရကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်အကိုယူရချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်အကိုယူချင်လို့ရတယ်မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးဟောထားတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် တီလကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်เนาะဒါနတီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတီလကိုလုပ်ပြီးဆိုရင်နတ်ဘဝကိုရောက်တယ်နတ်ပြည့်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချင့်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင် ကဘာပေါင်းများစွာ ကြအောင်အသက်ရှိတယ် วิปัตตนาจิตเองကိုကျင့်လိုက်လို့ရှိရင်တဏှိယဝကတို့မြောက်တယ်ဆိုတော့သူကျင့်စဉ်နဲ့သူအကြောင်းနဲ့သူဟာသူတူဟောတယ်ဘယ်သူကမှဖန်ဆင်းတာမဟုတ်အဲ့ဒီလူလွတ်လပ်တယ်ကိုကြိုက်တာကိုလုံးလို့ရဖျားဖြစ်ပြီးတော့သတ္တဝါတွေကိုကက်တင်ခြင်းလည်းပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်နော်အေးဖျားမဖြစ်ဖျားဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ် အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လေပါရမီဖြစ်အဖေမဖြစ်ခြင်းမူဖေအဖေအမေဖြစ်ခြင်းနဲ့ဆိုတဲ့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လိုချင်းလဲဆိုတော့နော်အခုကိမှာဆိုလို့ရှိရင် ကိုယ့်အကူရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူး။ဆေးချောင်းတက်ခြင်းနဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်။ရွေးလို့မရပြန်။နော်။အင်ဂျင်နီယာဝင်းကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပြန်။ကိုကြိုက်တာတောင်မှပဲလူဘဝဟာရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရတယ်။လုံးဝဆောင်ဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူးနော်ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတက်ကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်။အဲ့တော့ကိုကိုချုံမလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံလေးနေစိတ်မဆိုးနဲ့ စိတ်ဆွေးရင်လူဟာစိတ်ဆွေးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းကြီးဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါကတဘာဝเนาะခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထံပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူရတဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကထဏန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစရေကဒေါသမရှိဘူးအလုံးကပြုံးပြုံးရွှင်ရွှင်ခင်ခင်မင်မင်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းတို့လေဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းတို့ဖျောင်းနိုင်လှူတာလေတချို့တကောမကြီးတွေကြမ်းကြမ်းဖမ်းဖမ်းအဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးလှူအသားဖြူခြင်းတို့ထုံးလှူလာဆိုထုံးတော့မလှူအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလှူလို့ရှိရင်သားမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးเนาะအတုံးကတခြားစီဘူးတုံးကတခြားဆိုလို့ရင်းကအသားဖြူတာဟာချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင် နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိသူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တိုးတတ်တယ်။သူများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်ဒီ တစ်ဖက်သားခံရတယ်လို့သူတို့ရောဂါဝိရဏတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရင်းစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူး။မူရင်းစေဝါသုံးဆွဲလို့ရှိရင်မူးတယ်ဆိုတာမူးတယ်ဆိုတဲ့အယူဖြစ်တာပဲလေ။အဲ့ဒီမူရင်းစေဝါသုံးပြီဆိုရင် နောင်မွားမှာအယူအနှံသွားဖြစ်တယ်။အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုး ကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘဝဟာအလွန်ဆိုးတဲ့ဘဝပဲနော်သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင်ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုထာကိုရတယ်ဆိုတော့ကိုကကိုစူးစားကိုကကိုစူးစားတို့ရှင်ကိုစူးစားတဲ့အတိုင်းဖြစ်လာဝီရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလည်းစူးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာသမာဓိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခိုးပြီး ရှုမြင်တတ်တဲ့အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုထက်တန်းရောက်သွားစေနိုင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျုပ်ယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏ္ဍာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအပြင်လူတွေရဲ့ချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်